ရန်ကုန်မြို့ထဲမှာပဲတနအိ3000ကျပ်တဲ့နဲ့15နာရီကြာအပူရှောင်ဖို့စင်ငင်ရက်ွက်ကဟိုတယ်ဗီဒီယိုလေးရဲ့အဆုံးမှာဟိုတယ်3ခန်းအောင်ပေးမယ် surprise အစီအစဉ်ပါတာမို့လို့အဆုံးထိကြည့်ပေးနော်ဒီနေ့ကတော့အေဇန်လာလန်းတွေငါးငါးတကြီးဖျားနေရွှေကုန်တိုင်းဗရဟန်းမြို့နယ်မှာရှိတဲ့ဒါ spa လေးလို့လို့ရတဲ့အေဇန်စင်ငင်နဲ့ဟိုတယ်ကိုလိုက်ကြပြီးတော့မှာပါ တိုင်းပဲဟိုတယ်ရဲ့ရှေ့ခြံဝင်းထဲမှာဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကားပါလာလို့ရှိရင်ကားရည်ရလို့ရမလို့ကားပါကိုအမူထားရတယ်မစိုးဘူးလို့ပြောလို့ရပါတယ်ကိုယ့်ရဲ့ကားရည်ကိုအင်းစိုးလို့လည်းထားလို့ရပါတယ်ဒီကတော့ဟိုတယ်ကနှစ်ထပ်ပဲဆိုတော့ lift တော့မရှိဘူးပေါ့နော်အခုပထမဆုံး Dallas မှာလိုက်ရပါမယ် ကောင်အေးစိတ်နေရပဲ jealous ဆိုမှဆိုရှင်ဒီလိုမျိုး group လေးတည်းရှိရပါတော့ပြီးတော့ဒီလိုမျိုးဖန်ချက်အကြီးလည်းရှိတယ်ဒီအဲ့ကောင်အေးစိတ်နေရပဲဒီချိုကန်ဆိုလို့ရှိရင်လည်းရေဘူးရေအေးလည်းရပါတယ်ပြီးတော့အဲ့ရရဲ့ပြီးတော့ကလထိုင်းနှလုံးရပါမယ်ပေါ့နော်ပြီးတော့ဒီဘက်ချက်မှာဆိုလို့ရှိရင်လည်းဒါ TV ရဲ့ရေကက်တရာရဲ့ပါပါတယ်ပြီးတော့ပစ္စည်းလေးတင်ဖို့အတွက်ဆွဲခွန်နဲ့ကလထိုင်းလေးထပ်ထားပေးထားပါသေးတယ်ပြီးလို့ရှိရင် hair dryer လည်းရှိရဲပြီးတော့ရေဘူးလည်းရှိပါတယ်ဒီခန်းလေးကတော့ Dallas Roma ဒီအခါမှာဖိုးလေးယူမယ်ဆိုရင်နေ့ကဆက်နံနာရနေပြီးတော့ဒါနောက်နေ့ဆက်နံနာရအထိဆိုလို့ရှိရင်တော့ဈေးလေး6000ခွဲပါမနက်7:00နာရနေပြီးတော့ညနေ6:00နာရအထိပဲ7:00နာရသုံးမယ်ဆိုလို့ရှိရင်တော့9000ခွဲရှိပါတယ်အဲ့လိုမဟုတ်ဘူးကိုက night use ပဲည7:00နာရနေပြီးတော့နောက်မနက်7:00နာရအထိဆိုလို့ရှိရင်တော့9000ခွဲပါ session 4ကိုလည်းယူမယ်ဆိုလို့ရှိရင်တော့ဒီအခန်းလေးကဝေချက်4000ပါ ါကတော့ standard room မှာ standard room မှာဆိုလို့ရှိရင်နေ့ရက်7နာရီရနေ့နောက်နေ့7နာရီအထိဆိုလို့ရှိရင်တော့9000ကျော်ကိုကမနက်7နာရီရနေပြီးတော့ညနေ6နာရီအထိပဲနေနေဆိုလို့ရှိရင်တော့4000ကျော်ပါည7နာရီရနေပြီးတော့နောက်နေ့မနက်7နာရီအထိဆိုရင်လည်း4000ကျော်ပါပဲကိုက4ဟာ session ယူမယ်ဆိုလို့ရှိရင်တော့ခုနကဂျန်လက်ဆိုရင်အထိပါပဲ3000ပဲကျတာပါဒီခါကမှဆိုလို့ရှိရင်လည်းမှန်ကတော့ခုနဒရက်ဆုံးတော့မကြည့်ဘူးပေါ့နော်ဒီကာရဘိုင်းမှန်အသေးလေးပါတယ်ပြီးတော့ကြည်ပြီးပါမယ်ပြီးလို့ရှိရင်တော့ဒီလေးလေးလည်းပါပါမယ် ပြီးတော့ဟိုဟာ dress room မှာလိုမျိုးဒီချို့ရင်ဝူရတဲ့ rope ပေါ့နော် rope တော့မပါဘူးသူက towel တွေပဲချပေးထားပါတယ်ဒီထန်းလေးကလည်း dress room မှာပဲဝန်ကနေလဲဆိုလို့ရှိရင်တော့ဒီမျိုး standard room ထက် dress room ကတော့ပိုပြီးတော့ကြိုက်တယ်ပေါ့နော်သူကဒီ night stay ပဲနေနေ day use ပဲနေနေ hotel ပဲနေနေဈေးကလည်းအသောင်းပဲกว่าတယ်ဒါပေမဲ့ facility အနေနဲ့ကျတော့ dress room မှာက sofa ခုံရောပြီးသွားလို့ရှိရင် hair dryer တွေပြီးတော့ရှင်လေးတက်ပြီးထားပေးထားအောင်လို့ dress room ကတော့ပိုပြီးတော့ပေါ့ချပါတယ် ဒီ family room မှာဆိုလို့ရှိရင်တော့သူကနေ့လယ်7:00နာရီကနေပြီးတော့နောက်နေ့7:00နာရီအထိဆိုလို့ရှိရင်တော့ဈေးနှုန်းလေးက8000ရှိပါမယ်။မနက်7:00နာရီကနေပြီးတော့ညနေ6:00နာရီအထိဆိုလို့ရှိရင်တော့ဈေးနှုန်းလေးက6000ပါ။ night use ပဲနေမယ်။ည7:00နာရီကနေပြီးတော့မနက်7:00နာရီအထိဆိုလို့ရှိရင်တော့ဈေးနှုန်းက6000ရှိပါတယ်။ကိုက family room မှာတော့သူကအိယာ3လုံးပါပါတယ်။ကိုကအဲ့ဒါ3ယောက်နေလို့ရတာပေါ့နော်။ကိုက family room ကတော့ဒီ hotel မှာနှစ်ခန်းပဲရှိတာမို့လို့ family room မှာတည်းမယ်ဆိုလို့ရှိရင်တော့အကျိုးပြီး hotel ဖုန်းဆက်ဖို့လိုပါလိမ့်မယ်။ ခုကတော့ hotel ရဲ့အပေါ်ဆုံးထမား spa ရှိတယ်ပေါ့နော်အဲ့တော့ spa ကိုကြားကြပါမယ်အခုကတော့ hotel ကို line နဲ့ပေါ့နော်ဟိုက spa ရှိတာဆိုတော့ spa ဝင်ရင်အနည်းခံပါရှိပါတယ်အခုဟိုကနေ့မြောက်စား time traditional massage ပေါ့နော်အဲ့ဒါ60 minutes အနည်းခံပါပါအခုအနည်းလည်းခံပြီးသွားပြီဆိုတော့လုံးဝလိုကပေါ့ပါသွားတယ်နော် ဒီစက်တိုင်းကိုခြေသလုံးခြေသုံးကပေါပေါဝနေလို့ရက်ပေါ့နော်တတိယနဲ့နောက်ဆုံးရောက်တဲ့မျက်နှာလေးကောင်းပြီးနှိပ်ပြရပါတော့တော်တော်လေးကမှနေလွတ်ထိုင်နေတဲ့အရင်ကောင်းပါတယ်ပြီးတော့ဒီဟိုတယ်မှာမတည့်ဘူးဆိုလို့ရှိရင်လည်းဒီ spa ကိုပဲခွာတည်တာလာလို့လည်းရတာပေါ့နော်မဟုတ်ဘူးကွာဒီအပေါ်တက spa မှာလာပြီးတော့ဟို spa မလုပ်ချင်ဘူးကိုယ့်ရဲ့ hotel ခန်းမှာပဲဒါပြီးခေါ်ပြီးတော့ပေါ့နော် spa agent နဲ့ဆိုလို့ရှိရင်လည်းရပါတယ် spa မှာနောက်ထပ်သဘောကျတဲ့အချက်တစ်ချက်က spa မှာပေါ့လေသူက60 minute နဲ့90 minute ဆိုရင်နှစ်မျိုးရှိတယ်။ကိုက90 minutes ယူမယ်ဆိုလို့ရှိရင်နောက်ထပ်9 work ကိုလည်းကိုက free သုံးလို့ရတယ်ပေါ့နော်။ပတ်စံရှင်မယ်ဆိုလို့ရှိရင်တော့တနားရီခွဲစားပဲရှင်ရပါပါ။ spa မှာဆိုလို့ရှိရင်ဒါ aroma 60 minutes ဆိုတော့၄တောင်းပေါ့နော်။ harvey white 60 minutes ဆိုလို့ရှိရင်တော့၃တောင်းခွဲ။ဒါ body scrub တွေပါလုပ်မယ်ဆိုလို့ရှိရင်လည်း60 minutes ကိုပါတာ၃တောင်းပဲရှိရပေါ့နော်။အဲ့တော့ spa ဈေးနှုန်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဈေးနှုန်းလေးကမစိုးဘူးလို့လည်းပြောလို့ရပါတယ်။ spa မှာလည်းအနားယူပြီးသားလို့ဆိုတော့ ော့ဒါဥမာဟိုတယ်ရောက်တဲ့ချိန်ကအနည်းလေးပဲပေါ့နော်အားကြောင့်မလို့မိုက်စာလို့အနည်းလေးစာဆောက်ပါမယ်ဒီနေ့ကအနည်းလေးစာရိုးရှင်းလေးပဲဆောက်ပါပေါ့နော်အဲအေဂျန်နာထမင်းကျော်ရဲ့ပြည်လုံးချမ်းသာရဲ့ပြီးတော့တုံရဲဟင်းချူရဲ့တောက်ပါပါဒီ hotel ရဲ့ signature ဖြစ်တဲ့ဒါအေဂျန်တာထမင်းကျော်ပေါ့နော်ဒီထမင်းကျော်ကသူကဒီပစုံလေးနဲ့ တေချာလေးလုပ်ပေးထားတာဒီပစုံကဒီအခုပေးထားတဲ့ source နဲ့ရပါတော့တော်တော်လေးစားလို့ကောင်းပါတယ်ပြည်လုံးချမ်းသာဆိုလို့ရှင်လည်းသူ့ထံမှာဒီပောင်ပစ္စည်းတွေအများကြီးပဲပါတယ်ပေါ့နော်ဒီပစုံတို့ပြီးလို့ရှင်ပြည်ကြီးငါတို့ပြီးလို့ရှင်ဒီခရမ်းချင်းလေးတွေနဲ့အလှဆင်ပေးထားတယ်ပြီးတော့ဒီ ဒီလုံးချမ်းသာလေးစားတဲ့အချိန်မှာသူကချိုချိုလေးနဲ့ပေါ့နော်တော်တော်လေးနဲ့စားလို့ကောင်းပါတယ်။ဘုကနောက်ထပ်အကြိုက်ဆုံးကတော့ဒီတုံရဟင်းချိုပါ။တုံရဟင်းချိုမှာဆိုလို့ရှိရင်သူမှာပါဝင်တဲ့ဒီပဇွန်တွေရောဒီမုံဥတွေရောပြီးလို့ရှိရင်ဟင်းသီးဟင်းမြတ်တွေနဲ့သူကအများကြီးပဲလုပ်ပေးထားတယ်ပေါ့နော်။ပြီးတော့ဒီထမင်းကြော်လေးနဲ့တုံရဟင်းချိုနဲ့တွဲပြီးစားရတာအေးအေးလေးပြည့်တယ်ပေါ့နော်။တော်တော်လေးနဲ့အရသာရှိပါတယ်။နောက်ဆုံးမှာတော့ဘုကကတော့ orange juice လေးတောက်တာဆိုတော့လုံးဝ perfect ဖြစ်တဲ့ညလေးစားလေးပါပဲ။ အခုဒီအေဂျင်နာဟိုတယ်မှာ promotion အနေနဲ့10ရက်စတိုက်တဲမယ်ဆိုလို့ရှိရင်10ရက် free 3ရက်စတိုက်တဲမယ်ဆိုလို့ရှိရင်တော့7% discount ပေးရ promotion လည်းရှိပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုဒါဟိုတယ်ဘက်ကနေပြီးတော့မြစ်တာတုံ့ပြန်တဲ့အနေနဲ့4 hour session 3ခန်းကိုမြစ်တာလက်ဆောင်အနေနဲ့ပေးသွားမှာပါ4 hour session 3ခန်းမှာဆိုလို့ရှိရင်ဒါ standard ကတော့2ခန်း deluxe ဆိုတော့1ခန်းပဲပါပါမယ်အဲ့ဒီအစီအစဉ်မှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုကို public နဲ့မျှဝေပြီးတော့ access ကို common member ရမှာပဲဖြစ်ပါတယ် ဒီနေ့ရောမှာ review လုပ်ပေးခဲ့တဲ့ hotel ရဲ့နာမည်ကတော့ hotel agent တာပါဒီ hotel ရဲ့လိပ်စာကတော့ agent တာလမ်းသွဲ90ကြီးဖျားအနည်းရွှေဘုံတိုင်းဗဟန်းမြို့နယ်မှာတည်ရှိတာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်နောက်ဘက်တွေမှာဘယ် hotel တွေကို review လုပ်ပေးသွားအောင်လဲဆိုတာတော့ဆက်လက်စောင့်ကြည့်ပေးပါဦးเนาะ